ကိုနဲ့ကျွန်တော်တွေ့တဲ့ခါကျတော့ကွာအကိုအခုတစ်ခါပြောဘူးလေလေမူမီနဲ့ခီးစဉ်သွားတဲ့ခါကျတော့တောင်ဆန်းစုကြီးမူမီနဲ့ခီးစဉ်စီဝင်ခီးစဉ်သွားရောသွားသွားအကိုက like 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 သွားတာပေါ့နော်အဲ့ဒီမှာမော်လမြန်ရောက်တဲ့ခါကျတော့သူကဒီ CEC ပေါ့နော်အဲ့ဒီမှာရှိရ CEC နဲ့သူတွေ့တယ်ပေါ့နော်သူပါလာတဲ့ဆွဲကောင်းတော်နဲ့တွေ့တဲ့ခါကျတော့သူကညဘက်ကျတော့သူကစကားပြောတာပေါ့ဟလာရုပ်ရှင်ကြောင်းလေကောင်းဝိုင်းတယ်ဟေးကျွန်တော်အဲ့ဒါအဲ့ဒီအသေးစိတ်ကျွန်တော်ပြောပြပါလားအဲ့ဒါကဒီလိုရ ကျွန်တော်မွန်ပြည်နယ်အဲ့ချိန်တုန်းကဒီကျွန်တော်တီရောက်ကဆိုရင်စီစီပဲပိုင်းကဘုံမီလုံးတင်နဲ့ဦးချိုင်းခိုင်တယ်မဟုတ်ကဲ့ဟုတ်ရဲ့အဲ့ဒါကကျွန်တော်စီစီမွန်ပြည်နယ်ရဲ့လူကြီးတွေပိုင်းကစိုက်တာကိုင်းနဲ့တာဝန်ရှိတဲ့လူကြီးတွေဒီဟုတ်ဆိုတော့အဲ့ဒီခီးတွေကဒီအဲ့လိုပေါ့ ညာဘက်ကျတော့အဲ့လိုပေါ့လူကြီးတွေပြောကြဆိုကြတဲ့ခံမှာဟိုကပါတယ်ဗျဟိုအဲ့ဥမှုသူပါဩဆရာမို့ဘိုင်းမို့ဘိုင်းမို့အဘိုင်းမို့ကသူကဘာပြောဆိုဟိုဂီတစာပေငယ်မှာထရိုက်တာလည်းပြတယ်တော့ဟိုကပေါ့လူပညာနဲ့ပတ်သက်လာရင်တကယ်ဟိုဟာတွေပေါ့နော်ဟိုတကယ်ဝင်တဲ့နာမည်ကြီးတဲ့လူတွေပေါ့ဆိုတော့အဲ့မှာ တည့်ရညဘက်ကြတော့ပြောနေနေအဲဟိုပါပေါ့ရုပ်ရှင်စာကြောင်းလေးပေါ့အဲ့ဒါလည်းပြီးမိရတောင်းဆိုလာတာမကြိုက်တော့အဲ့ဒါလည်းဦးမိုးသူကအဲ့ညုံးနဲ့အဲ့စကားနာမည်ကကောင်းပိုင်ကိုသူကပြောတာဗျာသူကဘာပြောလဲဆိုတော့ဒီကောင်းပိုင်ကဒီဇလန်းကိုသူကဒီဘလူးဖြစ်လဲဆိုတော့သူရဲ့စာထဲမှာပါလာကဒီ ချောထုံးလာလိုက်ပေါ့ရွာလေးရွာလေးမှာရင်ခက်ကသူကတပုံနေအရန်ကြီးဆိုးတဲ့ခါကျတော့သူကရွာလေးကိုအဲ့လိုပေါ့ဝင်နေသူကသူ့စကြေးကောက်တယ်သူကဒါတွေယူတယ်ပြီးရင်သူကအုပ်စုလိုက်ပေါ့ဗျာလက်နက်တွေကသူကကိုင်းပြီးအနိုင်ကျင့်တာပေါ့ဗျာကျင့်ပြီးတော့သူကအဲ့ဒီတရွာပြီးတရွာကိုသူကလိုက်ပြီးတော့သူကအဲ့ဒီတပုံဖွဲကလှုပ်ရှားနေတာပေါ့အဲ့တရကြတော့အဲ့ကောင်းပွားရ အဲ့ဒီရွာတွေရောရောက်လာရောက်လာရွာလူတွေရတယ်ကြည့်ရတော့ရွာလဲရွာကြီးဒါပေမဲ့လူတွေရတယ်ဘယ်လိုခေါ်မလဲပွင့်နေတော့အကြောက်တရားပေါ့ဗျာအဲ့လိုဖြစ်နေတော့ဘယ်နေ့ဘယ်နေ့လာမယ်ဆိုရင်သူကသူရဲ့စီရွာတွေမှာရှိတဲ့ဌာနရိက္ခာတွေသူတို့အတွက်နောက်တော့သူတို့အတွက်ဒီရှင်ွေအရှင်နာရသသူကအကုန်လုံးသူကတိန်းတာဟုတ် အဲ့လိုဖြစ်တဲ့ခါကျတော့အဲ့ဒါကိုကောင်းပါရင်အဲ့လိုဖြစ်တော့ဟာဒါဆိုပြိုင်နေလို့မရဘူးဒါဆိုရင်တော့ကျွားလူကြီးတွေကျွားတိုင်ပင်ပြီးတော့သူလုံးချင်တဲ့အကောင့်တွေကိုပုံပဲဆိုပြီးတော့သူကအဲ့မှာရွာလူကြီးတွေနဲ့အကြံဉာဏ်တွေယူတယ်သူကိုယ်တိုင်လည်းပါလို့တယ်ဆိုတော့လူငယ်တွေကိုစူဆောင်းတယ်စူဆောင်းပြီးတော့သူကကိုခံပညာတွေပါသင်ပေးတယ်သင်ပေးတဲ့အတူတော့ရွာရဲ့ခြံစည်းရိုးတွေကို ပပလေကာလာပေါ့ဗျာကာတဲ့ကာကြာတော့ဆောင်ပြီးတော့လောက်တာပေါ့အာလောက်တာအဲ့မှာလာခဲ့မင်းတို့ဘာဖြစ်ဖြစ်ကိုကညညွတ်နေရင်ဒီဟာကြောက်ရမလို့ဘူးဆိုပြီးတော့ဟလာကောင်းပါရဲ့အဲ့တင်တန်းနေနဲ့အတူဖွံ့ဖြိုးရေးကိုတပတ်တလန်အဲ့လိုလုပ်တဲ့ခါကြတော့ဒီနေ့ကျတော့အဲ့ရွာကိုတပုံခွဲလာတဲ့ခါကြတော့ဟာသူ့အမြင်မှာခါတိုင်းကဒီရွာက ဒီလိုမဟုတ်ပါဘူးအခုကြတော့အဲ့လိုပေါ့အာခြံသီးဦးတွေကားတယ်အခုလုံးအဲမှာပြင်ဆင်ထားလို့ဆိုတော့မသိဘူးအတားငါတို့အာခံတာပဲပါပဲညာပဲဆိုပြီးတော့ပုံစံတိုင်းပေါ့အနိုင်ကျင့်လို့ရမလားဆိုပြီးတော့ဝင်လာလားဝင်လာဟိုကတော့ထုံးစံတိုင်းဒါထောင်ချောက်တွေပါလေလောက်လာတဲ့ခါကျတော့အဲ့ထောင်ချောက်တွေမိပြီးတော့အဲ့သဘောအုပ်စုကိုတိုက်တဲ့ခါကျတော့ အဲ့ဒီသဘုံနေရအဲ့ဒီမှာအကွက်ကွက်အလဲလဲဖြစ်ပြီးတော့ဖြူဖျင်းနဲ့ဖြူဖျင်းနဲ့အဆုံးတာဆုံးမှုနဲ့သူကဆုတ်ခွာသွားတာပေါ့ဗျာပြီးတော့မှအကောင်းပွားရသူကအဲပြန်သွားပြီးတော့သူကမင်းကြီးပြန်သွားလာအဲ့ဒါနဲ့ပြန်သွားတော့ပြီးပြီလားဆိုတော့ပြီးပြီတယ်အဲ့မှာတော်ဆန်းဖြစ်ကြည့်ဟာကောင်းဝတောင်းဝမကြည့်ဘူးလေဟာကောင်းဝတောင်းဝမကြည့်ဆိုတော့ဘာတောင်းဝမကြည့်တာလဲဆိုတော့ဟုတ်တယ်လေတဲ့ ဒီရွာမှာဒီလိုမျိုးအဲ့ဒါတိုက်ခိုက်တကြီးပျက်စီးပြီးယူရင်းသွားတဲ့အစာအုပ်တွေရှိတယ်ဟဲ့လားပျက်စီးသွားတဲ့ဟိုခုနကတော့တန်ရတဲ့အချို့ဟာရှိတယ်အမှန်ဆိုရင်တဲ့သူကထူထောင်ရေးလုပ်ခဲ့အောင်ပါလေတဲ့ထူထောင်ရေးပြန်လဲထူထောင်ရေးထူထောင်ရေးလုပ်ပြီးမှသာလေတဲ့ဒါဇလန်ဒီကပြီးရမှလေတဲ့ဟာခမရဆက်ဆုံးပါ อืมเท่เลยเอออดุดิကျွန်တော်ကတော့အဲ့လိုတော့မမရခေါင်းထဲမှာလည်းရှိပါတယ်။အဲခေါင်းပိုင်းနဲ့ပတ်သက်လို့နော်နော်ဒီအန်ဒီကလေဒီအဲ့ဒီခီးစင်တွေသွားတဲ့အခါလူငယ်တွေပဲခါရီယာကိုညဘက်အေးဆေးဖြစ်တဲ့ချိန်မှာစကားပြောတာတွေလူကြီးတွေလည်းဟိုကစကားပြောဆွေးနွေးတာတွေနော်အဲ့ထဲမှာဆိုမှတ်သားစရာတွေလည်းအများကြီးရှိပါမယ်နော်။ဟာရှိတော့ကျွန်တော်တို့ကကျွန်တော် ဘာဖြစ်နေပြောမယ်ဆိုရင်တော့ဟိုကျွန်တော်တို့ကအရင်ကျွန်တော်ကအနည်းမဟုတ်ဘူးဒါတော့မှမိနဲ့တုတ်ပြီးကြိုင်ပြီးရတဲ့အစိပ်ပိုင်းတွေကမြုံမုံတော့ပဲရှိအဲ့ဒါကိုတော့ကျွန်တော်ကအမြဲတမ်းအမှတ်ရနေမှာပဲအခုအမေနဲ့ပတ်သက်လို့ကျွန်တော်တို့ရဲ့ဆန်တွေကကျွန်တော် အတွေ့ထဲမှာလိုက်လို့မမိကြဘူးအများကြီးလေဒါကြောင့်မို့လို့ကျွန်တော်တို့ကရသလောက်ကိုတော့အတဘောရာရောရရချက်တွေရောကျွန်တော်အမိရတော့တနက်တော့ကျူသွားပြီးကျွန်တော်ယူမှာပဲအခုလိုကျေကျုပ်ဖြစ်တဲ့အချိန်မှာဘာတွေနှစ်နာလဲဆိုအသိပညာဖွင့်ပြမှုတွေကဒီချိန်မှာဆိုရင်ကျွန်တော်တို့လူတွေဘော ီဒီကျွန်တော်တို့လိုဟာငယ်ရောပေါ့နော်လေးတာကြရင်အများကြီးအဲ့ဒါတွေရတယ်ဘူးလို့အချိန်မျိုးမှာကျွန်တော်တို့ဒီခွင့်ရေးဆုံးရှုံးဒီလိုအသည့်တွေကျွန်တော်တို့ဆုံးရှုံးအဲ့ဘယ်လိုတော်စုကအန်တီကအလေးရှိပါတော့အခုဆိုလို့ရှိရင်အကျဆက်ဆက်ကြော်သွားပြီအဲ့ဒါဦးနေကတင်းနေမှာတွေ့ရတယ်လीပါလဲ BBC ကပြန်လဲကျမ်းမာပါပြီလေဟိုတော့ဟိုအောင်တော်မဲလုံးပြောတာဟုတ်မဟုတ်တော့မသိဘူးဒါပေမဲ့80ရောက်တော့ဗျာကျွန်တော်လည်းပဲစိုးရိမ်တာပေါ့ဒီကြည့်ဆိုတော့เนาะဟုတ်တယ်တော့အန်ဒီကအမြန်ဆုံးလို့မှဟာလာလွတ်ပြီးရတော့မှ तू ကကျမ်းမာရေးကောင်းနေမှာကျွန်တော်တိုင်းပြည်တော့ကို तू တော့တနေရာနေပြီးတော့အနေဆုံး အသက်ကအញ្ញံကြီးလိုက်တော့အကြဉဏ်ကောင်းနေရတော့တည်ကြပေါက်ပြီးနိုင်တယ်နော်နောက်တစ်ခုနိုင်ငံတကာနဲ့ဆက်သွယ်ဆက်ဆံတဲ့အခါမှာလည်းသူကဂျားရဲရနေပြီးတော့အာမခံတဲ့ဟလာတိုင်းပြည်အတွက်အာမခံပေးတဲ့အကူအညီတွေအများကြီးရအောင်ဗျာဟလာလုပ်ပြီးနိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်တယောက်ပဲနော်ဟုတ်တယ်ကျွန်တော်တို့နိုင်ငံကိုကျွန်တော်ကဒီပါရီကျွန်တော်ဆွေးနွေးနေဆိုရင်အခုနေရီတွားကြည့်လို့ရှိရင် အရင်ကလေဒါအခုတော့ဒါအကြောင်းကြောင်းတော့ပဲကျွန်တော်တို့လုံးနဲ့ကန်နိုင်တဲ့လူငယ်တွေကနေရာအနှက်တတိုင်းလုံးတနိုင်ငံလုံးအများကြီးတယ်တကယ်အရွယ်ကောင်းတယ်ဘာလို့ဆုံးရှုံးနေဆိုတော့ကျွန်တော်တို့လောက်အားတွေအတိတွေအများကြီးနေတာအေးဟောကာယအာဉာဏ်ညာနာတကယ်လုံးထိုင်နေရွယ်အများကြီးကျွန်တော်နိုင်ငံကျွန်တော်တို့ခေအနေထားနဲ့ကျွန်တော်တို့ဒီနောက်အနေထားဆိုရင် ဒီဟာတွေကဒီလူငယ်တွေကအားကြီးတိုင်းပြည်ပေါ်မှာလောက်ကင်လို့ရတဲ့လောက်တန်တဲ့လူငယ်တွေကအခုအချိန်မှာကြည့်ကြစီဟိုဟိုဥပဒေကဟိုကပြလိုက်ဒီဟာ ပြလိုက်နေဟိုလူငယ်တွေဆိုတော့ဒီထဲမှာတော်ကြီးကိုဟိုဘယ်ကောမဲအခက်ခဲနေတဲ့ရင်ဆိုင်စိတ်စိတ်မလုံးကိုမလုံးတွားလာလာတာစားတာတောက်တာနေရထိုင်တာဘောင်းတော်ကနေအန်ရရလူ့ဘက်မှာဖြစ်နေတာ အညိုတရတော့ဗျာဘယ်လိုခေါ်မလဲသူတို့ကောင်းသားဖို့အတွက်ကတော့ဥကုသန်းတော်လို့ကျွန်တော်လူငယ်ကိုကြည့်ရတယ်ကုသန်းတော်လို့ဆိုရတာဟဲ့ဟုတ်လားဘာလိုက်ရဟာမလားပုံမှန်လေးချပြီးရောဟုတ်လားလုတ်ခဲ့တာဗျာတကယ်တမ်းဆိုရင်ဒါအဲ့ဒါကလည်းကုသန်းတော်ကအရွယ်ကောင်းလားကျမ်းမာရေးနေထားရကောင်းလို့ဆိုတယ်ကုသန်းတော်ကဒီအထက်မှာလူငယ်အနေနဲ့ဖြတ်သန်းနိုင်ခဲ့တာဟုတ်ကိုကြီးဥဆိုလို့ရှိရင် အဲ့အထေရတယ်ဒိုင်နေလည်းပဲဟိုဆုံးသွားဖြစ်သွားတာပဲဒါအခြေခံပဲဒီဟုတ်တယ်ဒါတွေကလုံးဝမဖြစ်တဲ့နေကိစ္စအဲ့တော့အဲ့လိုမျိုးပဲကျွန်တော်တို့ဒီလူငယ်တွေအတိုင်းတာမှာလည်းပဲပပေါင်းလုံးကနေပြီးတော့မှဒီလူမျိုးဆုံးရှုံးသွားလဲလူမသိလူမသိလူငယ်တွေလည်းအများကြီးပဲဒါတွေကိုလည်းနာဆာလာနားတယ်ကြရင်တော့ကျွန်တော်တို့ပြန်လဲပြီးတော့မှ ဒါတွေကိုကူစားမှာပေါ့နော်ဒီပညာအနေနဲ့သူတို့လုံနိုင်တယ်ဆိုရင်တော့ရှိထားတယ်ဆိုရင်တော့ကျွန်တော်တို့ဒီလူငယ်တွေရဲ့အနာဂတ်ကကြောင်ပါပါဒီတဲ့ဆက်ပြီးဆိုးပြီးဆက်သွားနိုင်မယ်ဆိုရင်တော့ဒီလူရဲ့အနာဂတ်ကအများစုကတော့ပျောက်ဆုံးသွားမယ်တော့ရှိနေပြီဒါတော့စေမကောင်းပြရတယ်ကျွန်တော်ရဲ့အမျိုးပြောပြတာပါ